မင်းလေးတိုင်းမြင့်ချက်ခရိုင်ငစုံမျိုးနယ်မှာအခုရပိုင်းအေယာဝီမြို့ရဲ့မြင့်တက်လာကြောင်းဒေသခံတောင်သူတွေရဲ့နှမ်းဆိုင်ခင်အများအပြားရင်းနှီးမြုပ်ပျက်စီးခဲ့သလိုစပေးရှောင်ပြည်သူတွေလည်းအရေးပေါ်နေရပြောင်းရွှေ့နေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါရယ်အေယာဝီမြို့ရဲ့မြင့်တက်လာကြောင်းငစုံနယ်အနောက်ချမ်းမရှိတဲ့မြများကြီးရွာဒေသအနီးဝန်းကျမှာစိုက်ပျိုးထားတဲ့နှမ်းဆိုင်ခင်ဧက90ကျော် ရေနှင်းမြုပ်ပျက်စီးသွားခဲ့လို့စစ်ဆောင်တောင်သူတွေအခက်တွေ့နေရတယ်လို့ဒေသခံသတင်းမြစ်ကဆိုပါတယ်။ဟိုအထက်ကမူးရီကြီးတော့ဒီဘက်ကရေရဒီဘက်ထိုးတက်လာတယ်။ပထမတီးနံတော့မလုံနိုင်လားနိုင်နောက်နောက်တီးနံလေးပဲလှုပ်လိုက်တာလှုပ်လိုက်ပြီးတော့ဒီကခုလိုရေဟိုစောရေဘုံဥတဲ့သူကတော့တိမ့်မိတိမ့်မိလိုက်တယ်ပေါ့မဥတဲ့သူကျတော့ဟိုနန်းနေမြုပ်ကုန်ခုလာတော့ကျွန်တော်အနေနဲ့တော့ခုဒီနေ့ဆိုရင်ဒါပထမရက်ကတော့ဆက်လီတီတီလေးနဲ့ကဲ့ပြော ီနေ့ဆိုရင်အဲဟိုမတော်ကြီးတွေနဲ့ကဲ့ပြီးတော့ဒီဘက်ကဟိုအဲဒီဘက်ရေလို့ရဘက်ကိုလို့အပြီးတွေခေါ်ပြီးတော့ဒီဘက်သင်ပြောင်းစီစဉ်ပေးထားတယ်နှမ်းဆိုင်ခင်းတွေဟာဒေသခံတောင်သူအများစုစစ်ပေးတိန်ရှောင်ရင်စိုက်ပျိုးထားရတဲ့စိုက်ခင်းတွေဖြစ်ပြီးအခုလိုရေဝင်နှမြုပ်ပျက်စီးသွားတဲ့အတွက်တေကကိုငွေကျပ်၁၀သိန်းကျော်ဆုံးရှုံးရပြီးတောင်သူတွေလည်းအခက်ကြုံနေရတယ်လို့ဆိုပါတယ် လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်မာတိဆောက်ထားတဲ့မြေအောက်ခံဘုံကူချင်းတဲ့ပုံကိုပါဘုံကူချင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံခိုစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအတက်အန်တရဲ့လွင်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနားဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ